မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာဟန်သူရဟင်းဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာပေါ့နော်ကျွန်တော်ဆက်နရီဝင်နဲ့ပတ်သက်ပြီးတော့တလားစာဟောစရံတွေဟောကြားပေးမယ်ဖြစ်ပါတယ်ခင်ဗျာသူရရီဘွားတွေကစီးပွားရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဆုံးရှုံးမှုတွေဖြစ်တတ်တယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ငွေလိမ်ခံရတတ်တာပေါ့နော်ဒီ နိုဝင်ဘာလမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့အရင်ညံ့တလားဖြစ်တယ်။ပြောရမယ်ဆိုရင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့တူးချေတာတို့လုတ်တူးချေလုတ်ကင်တာတို့ချဲ့တင်တာတို့လုံးဝလုံးဝမလုတ်သေးတဲ့လတယ်မှာပါတယ်သူရီဘွားတွေကနော်ဒီနိုဝင်ဘာလမှာစီးပွားရေးနဲ့ပတ်သက်ပြီးတော့လုံးဝလုံးဝတူးချေလုတ်ကင်ခြင်းကိုလုံးဝရှောင်ခြင်းမှာရှိရင်ဆွဲလုပ်ငန်းကိုပဲမှိန်ပြီးတော့လုတ်ကင်ပါနော်ဒီလကုံဝိုင်းရင်နောက်လာဆိုရင်အဆင်ပြေသွားပါလိမ့်မယ်လူမှုရေး နော်သူယာရီဘွားတွေကနိုဝင်ဘာလမှာလူမှုရေးနဲ့ပတ်သက်ပြီးတော့နော်ဒါမိမိကိုဖေးမှကူညီမဲ့လူတွေပေါ်လာတတ်တယ်ပြောမှဆိုရင်မိမိအဆင်မပြေနေတဲ့အရာတွေမှာမိမိကိုဖေးမှလိမ့်မယ်ကူညီလိမ့်မယ်မိမိကိုစောက်ရှောက်လိမ့်မယ်ပြောမှဆိုရင်အမှတ်မထင်ပါခါလေကြရင်မိသားစုဆွေမျိုးရတဲ့မိမိအမွေနဲ့ပတ်သက်တဲ့ရခင်တွေတွေ့ရတတ်တယ်ဒီလမှာပေါ့နော်သူယာရီဘွားတွေက အောက်တိုဘာလမှာအမွေရခင်တွေမြင်တတ်တယ်နော်ဒီ မိသားစုဆွေမျိုးတွေကနေငွေကြေးနဲ့ပတ်သက်ပြီးတော့ထောက်ပံ့တာတို့เนาะငွေကြေးနဲ့ပတ်သက်ပြီးတော့စုချတာတို့စတာတို့ငွေကြေးနဲ့ပတ်သက်ရင်တော့အဆင်ပြေလိမ့်မယ်เนาะပြောမယ်ဆိုရင်စီးပွားရေးကညံ့နေပြီမဲ့ငွေရေးကြေးရေးနဲ့ဒီเนาะလူမှုရေးကကောင်းမွန်တဲ့လာဖြစ်တယ်ပြောမယ်ဆိုရင်เนาะအများအပြားငွေရေးကြေးရေးနဲ့ပတ်သက်ပြီးတော့เนาะအားမဆိုင်ချိပဲနဲ့ကုညီပေးကမ်းခြင်းကိုရရှိလိမ့်မယ်သူရည်ဘွားတွေကเนาะ ကျမ်းမာရေးနဲ့ပတ်သက်ရင်ပေါ့နော်သူရီဘွားတွေကဒီနိုဝင်ဘာလမှာကျမ်းမာရေးနဲ့ပတ်သက်ရင်စိတ်ကြတဲ့ကျမ်းမာရေးတွေမိမိစိတ်တက်ကြတဲ့ဟိုယောဂါတွေစတာတွေကြုံတွေ့ရတတ်တယ်ပြောမယ်ဆိုရင်သူရီဘွားတွေကဒီနိုဝင်ဘာလမှာကျမ်းမာရေးနဲ့ပတ်သက်လာရင်စိတ်နဲ့ဖြစ်တဲ့ကျမ်းမာရေးခါလေကြရင်ငါခေါင်းကိုက်လိုက်တာအမှန်မှာတော့ခေါင်းမကိုက်နေဘူးပေါ့နော်ခေါင်းကိုက်လိုက်တာငါနေမကောင်းချင်လို့ဖြစ်နေစတဲ့စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ နော်အမျိုးမျိုးခံစားရလိမ့်မယ်ကြုံတွေ့ရလိမ့်မယ်ပြောမှဆိုရင်တတိပြုစီခြင်းပါတယ်နော်ပြောမှဆိုရင်စိတ်ပိုင်းဆိုင်ရာစိတ်တကြတဲ့စိတ်တကြယောဂါတွေစတာတွေကိုဖြစ်တတ်တာပေါ့နော်သူယာရီဘွားတွေကဒီနိုဝင်ဘာလမှာဘာသာရေးမြများလောက်ပါနော်ပြီးတော့ဒီတရားထိုင်တာတို့နော်ပတိစိတ်တာတို့ဒီတမထ ဘက်ပေါ့နော်အာစိတ်ကိုဒီဘာသာရေးဘက်ကိုနှိမ့်မြုပ်ပြီးတော့တရားထိုင်တနည်းဆိုရင်9မိနစ်လောက်တရားထိုင်တာတို့ပရိစိတ်တာတို့စတာတွေတုတ်ပြီးတော့မိမိရဲ့စိတ်ကိုထိန်းချုပ်ပါเนาะဒီစိတ်တက်ကြစီမဲ့အရာတွေစိတ် အဆင်မပြေစေတဲ့အရာတို့လုံးဝလုံးဝရှောင်ကျဉ်ပြီးတော့လစ်လူရှုပ်စီခြင်းပါတယ်ခင်ဗျာအချစ်ရည်နဲ့ပတ်သက်လာရင်သူယာရီဘွားတွေရာပေါ့နော်နိုဝင်ဘာလမှာအချစ်ရည်ကံကောင်းလိမ့်မယ်အချစ်ရည်နဲ့ပတ်သက်ပြီးတော့ပျော်ရွှင်စရာတွေဖြစ်လိမ့်မယ်အချစ်ရည်နဲ့ပတ်သက်ပြီးတော့ကြည်နူးစရာပျော်ရွှင်စရာအသည့်နဲ့ပြည့်စုံနိုင်မယ်လို့ပြပါတယ်နော်ပြောမယ်ဆိုရင်သူယာရီဘွားတွေကနော်ဒီနိုဝင်ဘာလမှာအချစ်ရည်နဲ့ပတ်သက်ပြီးတော့လုံးဝကိုကောင်းမွန်တဲ့လာဖြစ်တယ် နော်အိမ်တော်ရင်နဲ့ပတ်သက်ရင်လည်းထုတ်နေသူပဲနော်မိမိအိမ်တော်ဘက်ကလည်းမိမိမမျှော်လင့်ပါနဲ့လက်ဆောင်ပန်းနာတွေပေးတတ်တယ်ဥမာဆိုရင်ရွှေငွေယတနာလောက်ဝဲလက်စာကြီးမားတဲ့ဒီပေးကမ်းမှုတွေ ပြုတ်လုတ်တတ်တယ်အမှတ်မထင်ဘဲနဲ့ကိုယ့်ရဲ့အမျိုးသားကိုယ့်ရဲ့အမျိုးသမီးရပါဘောနော်အာရွှေလက်ဆောင်ပေးတာတို့နော်အဖိုးတန်ပစ္စည်းရတနာလက်ဆောင်ပေးတာတို့စတာတွေကိုကြုံတွေ့ရတတ်တယ်သူယာရီဘွားတွေကဒီမိမိရဲ့အိမ်ထောင်ဘက်နော်အိမ်ထောင်ဘက်တွေကမိမိကိုအမှတ်မထင်ဘဲနဲ့ပျော်ရွှင်စရာကြီးကြီးမားမားတခုခုလုတ်ပေးနိုင်တဲ့လာဖြစ်တယ်ပြောမှဆိုရင်သူယာရီဘွားတွေကနော်စီးပွားရေးမှာအနေငယ်ညပြီးတော့လူမှုရေးနဲ့အိမ်ထောင်ရေးကကောင်းမွန်တယ် နော်စီးပွားရေးနဲ့ကျန်းမာရေးကအနည်းငယ်ညံ့တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဒီသူရီပွားတွေကနိုဝင်ဘာလမှာဘာရတဲ့အလုပ်ရမလဲဆိုတော့နော်ဒီဖျားမိမိရဲ့ဖျားကြောင်းမှာပေါ့နော်ဖျားစင်မှာပေါ့နော်လီပိုပလင်းပေါ်မှာဖျောင်းနိုင်တဲ့တိုင်းထွန်းပြီးတော့နော်ဖျားမိပူဇော်ပါနော်ဒါကိုလှုပ်ဖြစ်အောင်လှုပ်စီချင်ပါတယ်ပြီးတော့လီပိုပလင်းကိုမဖွေဘူးဒီပေါ်ရဲ့ပလင်းပေါ်မှာဖျောင်းနိုင်ကိုထွန်းပြီးတော့ရရရလောက်ရပါမယ်။ဒါဆိုရင်မိမိရဲ့ ဒီမွေးရက်ပေါ့နော်မွေးရက်တိုင်းမှာလှုပ်ပေးခြင်းအပြင်မိမိခက်ခဲနေတဲ့အရာတွေအဆင်မပြေနေတဲ့အရာတွေကဒီနိုဝင်ဘာလမှာအဆင်ပြေချုံးမြအောင်မြင်မှုတွေဖြစ်လာပါလိမ့်မယ်။မြန်မာစတာဖစား